ုဒ္ဓဘာသာဆိုတာသစ္စာပြရရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှောက်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တုံ့တင်ဆုံးမတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကိုဗုဒ္ဓဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဗုဒ္ဓဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဗုဒ္ဓကမလို့ထည့်တဲ့သုံးတာရှိတယ်။ဗုဒ္ဓကမဆိုတာဗုဒ္ဓရဲ့အာကမညဆောပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်။ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ်ကိုယ်စိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာအဓိကကပုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွန်တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်မြတ်စွာဘုရားကပါရီဆုံးမတော့ဟုဆိုကုကျင်တိလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြေရှင်းပြီးဆဲတော့ကလွတ်ရောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းချင်းပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြားတမခဏပေါင်း7400တောင်မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကို ဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဘုရားရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကျတော့ဘုရားဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါ ဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုယ်ွယ်မှုကိုအခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဗဒဆရာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။ဒေမှုတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောနော်မှန်ပါပါဘူးလို့ဆိုရတဲ့ဘုရားဗဒဖြစ်ဖို့အဓိက အကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာ အဲ့ဒီကမ္မတက္ကတာသမဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာသစ္စာဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီ ကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျအဲ့ဒီကမ္မသကတာတမဋ္ဌိဋ္ဌိလို့ဆိုရဲကိုလှုပ်တာကိုရရတယ်ဆိုရဲကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျအဲ့ဒါကိုအခြေခံပြီးတော့ရသဗျာချင်းစင်မျိုးသတ်မှတ်ထားတယ်တိလတမဋ္ဌိပညာဆိုအဓိကကိုကျင့်တရားကောင်းမှုရဲ့နံပါတ်1 မှန်ပါဗျာကိုကျင်တရားကောင်းပြီတဲ့အခါစိတ်တက်ငြိမ်သက်အောင်လေ့ကျင့်လာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်ဟိုကျင့်စိတ်တစ်ခုလို့ပြောမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမယီမှန်ချက်ကပါလေလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာ လူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်။အမှန်ပါ။အလုံးမရှောင်လွဲနိုင်တဲ့ဆင်းရဲဒုက္ခတော့ပါတော့စေ။ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်း။နောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်။အမှန်ပါ။ဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာ နာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်တမန်ပါနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာလေးเนาะတမန်ပါ အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်မှန်ပါဗျာအတိတ်ချီတတ်တပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲမှန်ပါဗျာအရာရဟာအတိတ်ကလုခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာပစ္စုပန်လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်။မှန်ပါဗျာ။အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပြစ္ဆုတ်ပံအကြောင်းတရားပဲဖြစ်စီအဲ့ဒီတဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်